အဲ့တော့ပညာဆိုတာဘာတုံးလို့ပညာရဲ့သဘောတဘာဘာဘူဝေဘန်စီစစ်ကြည့်မယ်ဆိုရင်လူရင်းပညာရဲ့အဓိပ္ပာယ်ကဘဝရဲ့အကြောင်းကိုအမှန်ကန်သိမြင်နားလည်တဲ့သဘောပဲဘဝဆိုတဲ့နေရာမှာလည်းပဲအဓိကကိုယ့်ဘဝရဲ့အကြောင်းကိုသိဖို့ကိုယ့်ဘဝရဲ့အကြောင်းကိုသိရင်သူများဘဝရဲ့အကြောင်းကိုလည်းသိမှာ ကိုယ်ဘဝရဲ့အကြောင်းကိုသိရင်တလောကလုံးကိုသိမှာပဲသိရင်သိတဲ့လောက်ဉာဏ်ပညာကြီးမားတယ်လို့ဆိုရတယ်ပေါ့အဲ့တော့ကိုယ်ဘဝရဲ့အကြောင်းကိုသိဖို့ဆိုတဲ့နေရာမှာဘဝကဘလို့ဖြစ်နေတာတော့ဘဝကအခုလက်တွေ့ကြကြပြောရရင်တွေ့နေရကြုံနေရတာတွေကို အပြီးပိုင်ထားခဲ့ရင်ဖြင့် ဆက်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 ဖြစ်နေတယ်ခုရင်လေးဖြစ်ခဲ့တဲ့ကိစ္စတွေအတွေ့အကြုံတွေဘုံဘုံတို့အပီးပိုင်ချုပ်ပြောက်သွားပြီရှိတော့ပြီးခဲ့ပြီဘယ်မှာမှရှာလို့မတွေ့နိုင်တော့ဘူးဒါပေမဲ့ဘုံဘုံတို့ကဒီအတွေ့အကြုံတွေဒီအဖြစ်ပြက်တွေ ထပ်ပြီးတော့ဖြစ်เสียတွေ့เสียကြုံเสียအကြောင်းတရားတွေကအများကြီးရှိနေတာဆိုတော့ထပ်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 ပြီးတော့တူညီတဲ့အတွေ့အကြုံတွေကိုထပ်ပြီးတော့ဘုန်းဘုန်းတို့ကတွေ့ကြုံရတယ်ထပ်ထပ်ပြီးတော့ဖြစ်နေပိုးရှင်းအောင်ပြောရရင်ဘုန်းဘုန်းတို့ကထပ်ထပ်မြင်နေရတယ်ထပ်ထပ်ကြားနေရတယ်ထပ်ထပ်တွေးမိနေရတယ်ထပ်ထပ်ပြီးတော့စိတ်ထဲမှာဆင်းရဲရတယ်ထပ်ထပ်ပြီးတော့စိတ်ထဲမှာချမ်းသာရတယ် ထက်ထက်ပြီးတော့လောဘဒေါသတွေဖြစ်ရတယ်ထက်ထက်ပြီးတော့ကုသိုလ်ဘက်ကလည်းပဲကောင်းတဲ့စိတ်တွေဖြစ်ရတယ်တဘဝရဲ့အကြောင်းကိုသိတာပညာဆိုတော့ဘဝရဲ့အကြောင်းကိုသိဖို့စပြောတယ်ဘဝဆိုတာဘာတော့ဘလို့ဖြစ်နေတာတော့အတွေ့အကြုံတွေကို အပြီးပိုင် ထားခဲ့ရင်နဲ့အတွေ့အကြုံအစ်စ်တွေကိုဆက်ဆက်ရင်ဆိုင်ရင်းဖြင့်သွားနေရက်နေတာမဟုတ်သောသောကကာစီပြီးတော့လာခဲ့ကြနော် ာလံဘေးမှာလျှောက်ကြည့်လိုက်တဲ့အခါကျတော့မြင်ကွင်းမျိုးစုံရိတ်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 နဲ့နောက်ကြံရစ်ခဲ့ကြတယ်မြင်ကွင်းအစ်စ်အစ်စ်ကိုထပ်ထပ်မြင်တယ်မြင်ပြီးတိုင်းမြင်ပြီးတိုင်းမြင်ကွင်းဟာလည်းပဲကြံရစ်တယ်အဲ့ဒါနဲ့အလွန်တူတယ်ကျွတ်တို့ဘဝရဲ့အခုဖြစ်နေတဲ့အနေအထားလေးကအတွေ့အကြုံအစ်စ်တွေထပ်ထပ်ထပ်ဖြစ်နေတယ်အခုအတွေ့အကြုံအစ်စ်တွေဖြစ်နေတယ် ဲ့ဒါကိုဘုန်းဘုန်းတို့ဟာသာဝရထားခဲ့ရင်နဲ့နှုတ်ဆက်ချိန်တော့မရဘူးနော်တောက်လျှောက်ပြီးပျောက်သွားတယ်တောက်လျှောက်အစ်စ်အစ်စ်ထက်ထက်ပြီးတော့ဘုန်းဘုန်းတို့တွေ့ကြုံရတယ်ဘုန်းဘုန်းတို့စိတ်ထဲမှာဘလောက်အရေးပါတယ်လို့ပဲထင်ရတဲ့အတွေ့အကြုံပဲဖြစ်ဖြစ်သိအရေးမပါဘူးလို့ထင်ရတဲ့အတွေ့အကြုံပဲဖြစ်ဖြစ်ဘယ်အတွေ့အကြုံမျိုးမဆိုတူညီစွာပဲပျောက်ကွယ်သွားတယ်ဘုန်းတို့ရေးပါတယ်ထင်လို့လဲသူကအကြာကြီးနေမှာမဟုတ် ရေးမပါဘူးထင်လို့လည်းအကြာကြီးနေမှာမဟုတ်ဘူးတူညီစွာပဲပျောက်ွယ်သွားတယ်အဲ့ဒါအိဋ္ဆာဆိုအဲ့ဒါပြောတာအဲ့ဒါလို့ဘုံဘုံတို့ဟာပြီးဆုံးပျောက်ွယ်သွားကြရင်ဖြင့်အဲ့မညာနဲတဲ့အခါကျတော့မမြင်ဘူးဒီတိုင်းဒီတိုင်းရက်တည်နေတယ်အမြဲဖြစ်နေတယ်အမြဲရှိနေတယ်ထင်နေတယ်အဲ့လိုပျောက်ွယ်ပျောက်ွယ်သွားရင်နောက်ဆုံးတနေ့မှာ ခုဘသူပါဘဝပါလို့ပြောဆိုနေရတယ်ပြင်းရရတယ်ဒီကိုကောင်ကြီးတောင်လုံးဝပျောက်သွားအစာနာတောင်ရှာလို့တွေ့တော့မှာမဟုတ်တော့ဒကမကြီးဆိုရင်မိပါရီရှိသေးသလားရှိတော့အယိုးပြတောင်ရှိချင်မှရှိတော့နော်သူရဲ့ဘိုးဘွားတွေဆင်းဆက်အကုန်လုံးပါတော့ပျောက်သွားရတယ်ချို့တော့လည်းပဲအဲ့လိုပျောက်သွားမဲ့နေရာတွေပျောက်သွားမဲ့အခြေအနေတွေကိုသွားနေတာ ဲ့လိုသွားနေတာကိုရိုးတန်းတန်းသွားတာမဟုတ်ပျောက်ရင်းနဲ့သွားတာအပြက်လေးပြက်ရင်းနဲ့အပြက်ကြီးပြက်မဲ့စီကိုသွားတာအပြက်လေးပြက်တယ်ဆိုတာအနိစ္စကိုပြောတာအပြက်ကြီးပြက်တယ်ဆိုတာမရဏကိုပြောတာဘဝရဲ့အကြောင်းကိုသိတာပညာဟုတ်ပြီအဲ့လိုဆိုရင်ဘဝဆိုတာဘယ်လိုသဘောရှိတာတော့ဘဝဆိုတာခုပြောနေအပြက်လေးပြက်ရင်းနဲ့အပြက်ကြီးပြက်ရမယ်စီကိုသွားနေရတာဇူးမရက်နေလို့ 没啊。